မန္တလေးမြို့အနီးတန်ဖိုကျွန်းမှာငလင်ကြောင့်ကျွန်းမြေတွေကွဲထွက်သွားပြီးတီးနှံထွက်နှုန်းကောင်းမွန်ဖို့နဲ့အကွက်ကြောင်အတွင်ကျဆင်းသွားတဲ့အိမ်တွေကိုပြန်လည်တက်မှတ်ဖို့အခက်အခဲတွေရှိနေကြတယ်လို့ဒေသခံတွေကပြောပါရယ်ဟန်နာသတင်းပေးပို့ထားပါရယ်ရှင်ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးနောက်ပိုင်းမန္တလေးမြို့ရှိတိုက်တာအဆောက်အုံအဟောင်းအတင်းနဲ့ရှစ်လက်ရာတွေကြီးကိုက်ခဲ့တယ်လို့မန္တလေးမြို့အနီးအရာဝတီမြစ်ထဲကတန်ဖိုကျွန်းမှာလည်းစိတ်ပြုံးမြင်တဲ့နေအိမ်အဆောက်အဦတွေကြီးကိုက်ခဲ့ပြီး ပြန်လည်ပြုပြင်ဖို့အခက်အခဲတွေရှိနေကြပါတယ်။မန္တလေးမြို့မယန်းချန်စစ်ကမ်းတစ်ဖက်ကျမ်းမှရှိတဲ့တံပိုးကျွန်းမှာငလင်ကြောင့်ဆက်ပြိုးမြေတွေကွဲအပ်သွားခဲ့တယ်လို့ကြီးရွာအတွင်းမှာလည်းဖြတ်တန်းသွားတဲ့ပြည်ရွှေအတွင်းအိမ်တွေပြိုကျတာတွေလည်းရှိခဲ့ပါတယ်။ကျွန်းနေကြတော့ငရင်တန်းကိုကျွန်တော်တို့အမားကံမြေမဟုတ်တဲ့အတွက်အပျက်စီးပိုများပါတယ်။လူပေါ့ကျွန်တော်တို့လူလူတွေဘာတွေရောအန္တရာယ်မရှိပါဘူးထိခိုက်မှု။ပစ္စည်းတွေလည်းဆုံးရှုံးသွားဒီလိုကျွင်းကြီးတွေဖြစ်သွားတာကြောင်လာပူဆိုးသွားတာပါ တည်ဆောက်နိုင်မှုဆိုတာကတော့ကျွန်တော်တို့ဒီပြစ္စည်းသွားတဲ့ကာယံခန်းရှင်အနေနဲ့ကတော့လုပ်ငန်းလည်းမရှိစားဖို့တောင်မှအနိုင်နိုင်ဖြစ်နေသည့်အတွက်ဒါအောင်မပြေနိုင်သေးဘူးကျွန်တော်တို့ပံပိုးအားပေးတာလေးတွေကိုလည်းကျေးဇူးတင်တယ်အဲ့ဒါလေးတွေကိုစုပြီးမှကျွန်တော်တို့ကပြန်ပြင်ရမှာလုံမလုံနိုင်လို့ညှို့ကိုတာတော့မဟုတ်ပါဘူးတံပိုးကျွန်းပေါ်မှာငလင်ဘေးနဲ့ပြုတ်ပြတ်သွားတဲ့နေအိမ်အလုံး30ရှိပြီးစုစုပေါင်းအိမ်ထောင်စု360ရှိပါတယ် ျွန်းပေါ်မှာစိတ်ပျိုးရေးလုပ်ငန်းနဲ့အတက်မွေးကြသူတောင်သူ30ရှိပြီးကျန်တဲ့မိသားစုဝင်တွေကတော့နေစဉ်မန္တလေးဘက်ကံကူပြီးလက်လုတ်လက်ဆာအတက်မွေးကြသူတွေဖြစ်ပါတယ်ပြခဲ့တဲ့မတ်လအတွင်းကလင်းလုတ်ခတ်ချိန်မှာတီးနှံရိတ်သိမ်းချိန်ဖြစ်လို့တီးနှံထိခိုက်ပျက်စီးဆုံးရှုံးတာတွေရှိပေမဲ့မြည်ရီဖုံးလွှမ်းပြီးတဲ့နောက်လာမယ့်စိုက်ပျိုးရာသီမှာတော့ငလင်အက်ကွဲချောင်းတွေကနေတဆင်မြည်ပျိုးတာတွေမြည်စီလောအပြောင်းအလဲဖြစ်လာမှာတွေကိုတောင်သူတွေကစိုးရိမ်နေကြပါတယ်။သူတက်ရောက်မှုကတော့ဒါပြောမယ်ဆိုတာကြံတဲ့နေရာတော့စိုက်ရမှာပေါ့ ဒီခုတပ်မတော့အကြောင်းရှိရဒီအကြောင်းလွတ်တဲ့နေရာတော့ဒါဆိုက်လို့ရအောင်မဟုတ်ဒီနေရာတွေကတော့ဆုံရှုံမှုဖြစ်တော့အကြောင်းဖြစ်တဲ့နေရာတွေကတော့အဲရော့ကြနိုင်တယ်ရော့ကြတဲ့နေဆိုတာသူကဘာဖြစ်လို့ဆိုဒီလိုငရင်လွတ်တဲ့လို့ဆိုမြည်စည်းလွာတွေကနည်းနည်းလေးကျသွားတယ်လို့ယူဆတယ်ပေါ့ကျွန်တော်အဲ့ဒါစောင်းတွင်းမှာသာပါတော့ငရင်သေးလေးနှုတ်လိုက်တယ်မြည်ဘက်ဆိုင်ပြီးမြည်ဘက်ဆိုင်ပြီးတဲ့အချိန်မှာအဲ့ငရင်လှုပ်လို့ရှိရင်အဲ့မြည်ဘက်တွေမအောင်တော့ဒါအတွေ့အကြုံပေါ့တံပိုးကျွန်းမှာမြည်ဘက်ကစုံဥချင်းပေါင်းခရမ်း ဲတော့ရှင်နဲ့စပလင်စားတဲ့ဒီနန်တွေကိုစီးပွားဖြစ်အဓိကထားဆက်ပြူကြပြီးထောပတ်ပဲပဲနီပြားလို့ခေါ်ကြတဲ့စွန်တာနီနဲ့အခြားပဲမျိုးတွေကိုလည်းဝမ်းစာအတွက်ဆက်ပြူကြပါရယ်မတ်လ28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့ဂလင်တန်တက်ရောက်မှုရှိတဲ့ဒေသတွေထဲမှာမန္တလေးတိုင်းအပါအဝင်စကိုင်းမကွေးနဲ့ရှမ်းပြည်နယ်တို့ရှိစိတ်ပြိုးမြင်ဟက်တာ3.8တန်းကျော်ပါဝင်တယ်လို့ကုလသမဂ္ဂစာနာရိတ်ခါနဲ့စိတ်ပြိုးရေးအဖွဲ့ FEO ကထုတ်ပြန်ထားပါတယ်။ ကြအပြင်ငလင်တန်တင်ဒေသတွေမှာရှိတဲ့တောင်တူတွေအပါအဝင်လူပေါင်း၄သိန်းကျော်ကိုကူညီဖို့ American Dollar တန်30နီးပါးလိုအပ်တယ်လို့ FAO ကထုတ်ပြန်ထားပါတယ်။လက်တလုံးမှာတော့မန္တလေးမြို့တစ်ဖက်ကပတိန်ကြီးမြို့နယ်မှာပတ်ဝန်းတဲ့တံပိုးကျွန်းရှိငလင်ကြောင်ပြုတ်ပြတ်သွားတဲ့အိမ်တွေနဲ့ထိခိုက်ခံစားရသူတွေအတွက်အကူအညီတစုံတရာလာရောက်ပေးအပ်တာတော့မရှိသေးဘူးလို့ဒီရပါတယ်။ကျွန်မဟန္နာပါ။